စိတ်ကိုကြည်အောင်လုပ်ရမယ်ဆိုတာကိုဥစဉ်တို့အင်္ဂုတ်ထုပါဠိတော်ဧကနိပ္ပတ်မှာလာတဲ့စကားလေးကိုယူပြီးတော့ပြောပြတယ်။မြတ်စွာဘုရားဟောတယ်။တစုံတယောက်သောမျက်စိအမြင်ကြည်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့။ရေကန်ကြီးတခံရဲ့ကမ်းပေါ်မှာရပ်ပြီးတော့နေတယ်။ဒါပေမဲ့အဲ့ဒီရေကန်ကြီးကလေတွေတိုက်လို့ဘောင်မင်းတွေခတ်နေတယ်။ပြီးတော့ရေတွေကလည်းနောက်ကြည့်ပြီးတော့နော်အနေတွေလည်းထားပြီးတော့အဲ့ဒါလိုရေက ဝါသလိုလိုနှီးသလိုလိုနဲ့နောက်ကျူပြီးတော့ဘောင်မင်းတွေခတ်လှိုင်းတွေထနေတယ်ဆိုရင်အဲ့ဒီရေထဲမှာရှိတဲ့ကြောက်သွားတွေခရုတွေကြောက်ရစ်ခဲတွေငါးတွေလက်တွေကိုမြင်နိုင်မှမလားတဲ့မမြင်နိုင်ဘူးဘာပြုလို့လဲရေကနောက်ကျူနေလို့ဟုတ်လားရေကနောက်ကျူနေလို့ရေထဲမှာရှိတဲ့အရာကိုလုံးဝမမြင်နိုင်ဘူးဝါသလိုလိုနှီးသလိုလိုအယောင်ကြီးကိုပဲမြင်ရမယ်ဟုတ်လား အဲ့လိုပဲတဲ့မြတ်စွာဘုရားကဥပမာပေးတာဧဝမေဝါခောဤအတူသာလျင် အာဝိလေနစိတ်တေနမြင်နွမ်းသောစိတ်ဖြင့်အတ္တတမိမိရဲ့အကျိုးရှိဝါကိုညတတိတိသိမြင်ရလိမ့်မယ်ဆိုတဲ့ဧတံဌာနဤအကြောင်းဒီနဝိဇတိမရှိနိုင်ဘူးရေတွေကနောက်ကျနေလို့ရှင်ရေထဲမှာရှိတဲ့အရာကို မမြင်ရတလို့မျိုးနော်စိတ်တွေကနောက်နေတယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့အကျိုးရှိရာရှိချောင်းကိုဘယ်လိုမှမမြင်နိုင်ဘူးမသိနိုင်ဘူးတဲ့သူတစ်ပါးရဲ့အကျိုးရှိရာရှိချောင်းကိုလည်းဘယ်လိုမှမသိနိုင်ဘူးမမြင်နိုင်ဘူးတဲ့နော်နောက်ပြီးတော့လူသားမန်တွေသိဖို့ခက်ခဲတဲ့နိဗ္ဗာန်ဆိုတဲ့တရားကိုလည်းဘယ်လိုနည်းနဲ့မှမမြင်နိုင်ဘူးတဲ့စိတ်နောက်ကြီးနေတော့အဲ့ဒါတွေကိုမမြင်နိုင်ဘူးမြတ်စွာဘုရားကအဲ့ဒီဒေသနာမှာ၄မျိုးပြောတယ်ဗျနော်ရေနောက်နေရင်ရေထဲကအရာတွေကိုမမြင်ရတဲ့လိုမျိုး စိတ်နောက်နေရင်လည်းမမြင်ရမယ့်အရာ၄မျိုးရှိနံပါတ်၁ကိုကျိုးမမြင်နိုင်ဘူးနံပါတ်၂သူ့ရဲ့အကျိုးကိုလည်းမမြင်နိုင်ဘူးနံပါတ်၃သူရောကိုရောနှစ်ပါးစုံတို့ရဲ့အကျိုးကိုလည်းမမြင်နိုင်ဘူးနံပါတ်၄တကယ့်မဉ္ဉံဖူဉ္ဉံဆိုတဲ့တရားအထူးတရားမြတ်ကိုလည်းမမြင်နိုင်ဘူးတဲ့စိတ်ကနောက်နေလို့အဲ့ဒါကိုအဲ့ဒီပါဠိလေးတော်တော်ကောင်းတယ်နော်အာဝီလေနာစိတ်တေနာအထထံညတတိပရထံညတတိ ဥပယတညတတိဩတရိဝါမနုဿဓမ္မအလမရိယညာဏတတနာဝိသေတံသစ္စေကရိတရေတိနေတံဌာနဝိသတိဘိခဝေယံတို့တို့ဧဝမေဝခောဤအတုသာလင်အာဝိလေနစိတ်တေနမြင်နွမ်းသောစိတ်ဖြင့်အတ္တဓမ္မိမိယအကျိုးစီးပွားကိုညတတိတွေ့မြင်ရလိမ့်မယ်ဆိုတဲ့ဧတံဌာနဤအကြောင်းသည်နဝိသတိမရှိနိုင်ဘူး ပရထံသူတပါတို့ရဲ့အကျိုးရှိဘွားကိုညက်တတိတိသိမြင်ရလိမ့်မယ်ဆိုတဲ့အေတံဌာနဤရဲ့အကြောင်းဒီနဝိဇတိမရှိနိုင်ဘူးဥပယထမိမိသူတပါနှစ်ဦးသားတို့ရဲ့အကျိုးရှိဘွားကိုသိမြင်ရလိမ့်မယ်ဆိုတဲ့အေတံဌာနဤရဲ့အကြောင်းတရားဒီလည်းပဲနဝိဇတိမရှိနိုင်ဘူးဩတ္တရိဝါမနုဿဓမ္မာလမရိယညာဏတတနာဝိသေတံလူသားမန်ဤသိနိုင်ခဲ့တဲ့မေညာဘုံညာနိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်ကို သိနိုင်လိမ့်မယ်မြင်နိုင်လိမ့်မယ်ဆိုတဲ့အေတံဌာနဤအကြောင်းဒီလဲပဲနဝိဇ္ဇတိမရှိနိုင်ဘူးစိတ်တွေကညစ်နေတဲ့အတွက်ကြောင့်နောက်နေတဲ့အတွက်ကြောင့်ဘာလဲတကက်အကျိုးစီးပွားအစစ်မှန်တွေကို မသိနိုင်ဘူးတဲ့လူတယောက်ကတော့ကံပေါင်းမှာရက်နေတယ်ဒါပေမဲ့အဲ့ဒီကံကခုနကပြောတဲ့ကံမျိုးမဟုတ်ဘူးရေကကြီးပြီးတော့စိမ့်နေလေမတိုက်အတွက်ကြောင့်ရေကရေမျက်နှာပြင်ကငြိမ့်နေတယ် အတော့ရေထဲမှာသွားနေတဲ့ငါးလေးတွေကိုလည်းမြင်ရတယ်။ကြောက်စရစ်ခဲတွေကိုလည်းမြင်ရတယ်။အိုးချံပဲ့တွေတဲ့ယောက်သွားတွေတဲ့ဘုရားကတော့စေတနာနဲ့မေတ္တာနဲ့တိတိကျကျပြောတယ်နော်။အေးယောက်သွားတွေတဲ့အိုးချံပဲ့တွေတဲ့အဲ့ဒါတွေကိုလည်းရေကနေအပေါ်ကနေကြည့်လိုက်တော့ဗာလဲဒူးယိုပေါက်ကြီးပြီးတော့နေတာဆိုတော့မြင်နေရတယ်။ဟုတ်လား။အဲ့ဒါလိုပဲတဲ့။ကြည်လင်တဲ့စိတ်နဲ့ဆိုလို့ရှိရင်တော့တနည်းအားဖြင့်မနောက်ကျတဲ့စိတ်နဲ့ဆိုရင်တော့ ကိုယ့်ရဲ့အကျိုးစီးပွားရှိရာရှိကြောင်းကိုလည်းချမ်းသာရာချမ်းသာကြောင်းကိုလည်းမြင်တယ်။သူများရဲ့အကျိုးစီးပွားကိုလည်းမြင်တယ်။နှစ်ဦးသားတို့ရဲ့အကျိုးစီးပွားကိုလည်းမြင်တယ်။နိဗ္ဗာန်ကိုလည်းမြင်တယ်တဲ့။အနာဝိလေနာစေတေနာအထတံညတတိအနာဝိလေနာမမြင်နွမ်းသောစေတေနာစေဖြင့်အထတံမိမိရဲ့အကျိုးစီးပွားကိုညတတိတိသိမြင်ရလိမ့်မယ်ဆိုတဲ့ ဧတံထာ၌ဤအကြောင်းတရားသည်ဝိစတိထင်ရှားစွာရှိနေပါ၏စိတ်ကမနှောက်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အကျိုးစီးပွားကိုမြင်းကိုမြင်တယ်နော်စိတ်ကလေးကြည်တာနဲ့လောကကြီးရဲ့အကျိုးရှိရာရှိကြောင်းကိုလည်းမြင်တယ်နောက်ဆုံးတရားဓုတရားမြတ်ကိုလည်းမြင်တယ်ဒါကတော့နောက်ဆုံးကိုပြောလိုက်တာနော်တရားဓုတရားမြတ်မရခင်မှာလည်းပဲငါစိတ်ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲစိတ်မဆင်းရအောင်ဘယ်လိုလုပ်ရမလဲ ဟိုလောက်ကီလိုပြောမယ်ဆိုရင်တော့စီးပွားရေးဘယ်လိုလုပ်ရမလဲဆွဆန်ရေးဘယ်လိုလုပ်ရမလဲကျန်းမာရေးဘယ်လိုလုပ်ရမလဲကောင်းတာမှန်တယ်မြတ်အကုန်လုံးမြင်တယ်နော်စိတ်ကနောက်နေရင်ကောင်းတာမှန်တယ်မြတ်လောကီလိုလည်းမမြင်ဘူးလောကုတ္တရာလိုဆိုတော့ပိုပြီးတော့ဝေးရောဟုတ်လားဒီမိုင်းမြတ်ဒါကြောင့်အရေးကြီးတယ်ဒီတရားလေးဟုတ်လားဒီမိုင်းမြတ်စိတ်နောက်နေရင်ဘာမှကောင်းတာမမြင်ရတော့ဘူးစိတ်ကြီးနေရင်တော့ ောင်းတာတွေအကုန်လုံးမြင်ရတယ်။ဒါကြောင့်မိမိရဲ့စိတ်ကလေးကိုကြည်အောင်ကြိုးစားဖို့မလိုဘူးလား။မလိုပါဘူး။အေးအဲ့တော့နောက်အောင်လှုပ်တာကဘာတွေတော့ဟောလာပြန်ပြီနော်။စောတော်တုန်းကအဝတ်ကလေးကိုညစ်နေတယ်တဲ့ကြိုက်တဲ့အရာဆိုးမရဘူးတဲ့။ညစ်အောင်လှုပ်တာကဘာတွေတော့ဆိုဥစဉ်အများကြီးပြောခဲ့တယ်နော်။သာဓမတို့ထံမတို့မာနတို့အတိမာနတို့ခုနပြောခဲ့တယ်နော်။အခုစိတ်ကိုနောက်အောင်လှုပ်တာကြတော့ဘာလဲတဲ့။အဲ့ဒါကိုဥစဉ်တို့အထကရာဆရာကြီးကဘယ်လိုဖွင့်လဲဆိုတော့ စိတ်ကိုနောက်အောင်လုပ်တာကတော့နိဝရဏတရား၅ပါးပဲတဲ့ဗါတဲ့တော့နိဝရဏတရား၅ပါးပဲတဲ့နံပါတ်1ကာမိဆန္ဒနိဝရဏအာယုန်နေကာမဂုဏ်အာယုန်နေအစင်းနေအတန်နေအနတ်နေအရာသာတွေအတွေ့အထိတွေဒီလိုတွေသိတယ်နော်အဲ့ဒါတွေကိုလိုချင်မမောနေရင်အဲ့ဒါကာမိဆန္ဒနိဝရဏမြင်မြင်လိုက်တာကြည်ကျင်လိုက်တာဆန္ဒတွေဖြစ်နေတာနော်ဗာဆန္ဒလည်းမြင်လို့တဲ့ဆန္ဒ ကြားလိုတဲ့ဆန္ဒနမ်းလိုတဲ့ဆန္ဒစားလိုတဲ့ဆန္ဒထိလိုတဲ့ဆန္ဒဟုတ်လားအဲ့ဒါဒီကာမဆန္ဒအဲ့ဒါဒီစိတ်ကိုနောက်အောင်တနည်းအားဖြင့်စိတ်ရဲ့ကြည်လင်မှုလေးကို ဖြည့်ဆည်းပြလိုက်တဲ့သဘောတရားတစ်ခုနော်နောက်ပြီးတော့ဗျာပါဒာနိဝရဏစိတ်ထဲမှာတစုံတစ်ခုသောအကြောင်းကြောင့်မကြည်မနှက်ဖြစ်နေတယ်မတင်မကြဖြစ်နေတယ်မကြည်မလဲဖြစ်နေတယ်အဲ့ဒါပါလေဒေါသအဲ့ဒီဒေါသကိုဗျာပါဒာနိဝရဏတဲ့ စိတ်ကိုမကြည်အောင်စိတ်ကိုနောက်အောင်စိတ်ရဲ့ကြည်လင်မှုကိုဖျက်ဆီးပစ်လိုက်တာတိတ်တိတာပါတယ်မေတ္တာလေးကြောင့်တော့လကောင်းကိုယ့်ရဲ့တစုံတစ်ခုသောအေးချမ်းမှုလေးကြောင့်စိတ်ကလေးကြည်ပြီးတော့ချမ်းသာနေတဲ့အချိန်မှာဒေါသဖြစ်เสียတစုံတရာကျုံးလာရင်တခါတည်းကိုပြောင်းလဲသွားတယ်စိတ်တွေနောက်သွားလိုက်တာ စိတ်နောက်တာနဲ့တပြိုင်တည်းထဲမျက်နှာမှာလည်းပဲနောက်တဲ့အမူအရာတွေပေါ်လာတယ်ဟုတ်လားဒါကြောင့်ဒုတိယစိတ်ကိုနောက်အောင်လုပ်တာကဖြာပါဒနိဝရဏနောက်တတိယလုပ်တာက ထိနာမိဒ္ဓနိဝရဏအချိန်တိုင်းမြည်ခြင်းလို့အကြံပြန်ပြောတာပေါ့နော်ဒါပေမဲ့လို့စိတ်စေတသိက်တို့ရဲ့ထိုင်းမိုင်းပြင်းရည်ခြင်းလေးတွေ့ခြင်းအစွမ်းတုံခြင်းလို့ပြောကြပါစို့အဲ့ဒီအချိန်မှာဘာမှမလုပ်လိုက်နိုင်ဘူးကိုယ့်ရဲ့မြက်ခွန်ကလေးကိုတောင်ကိုမမနိုင်တော့ဘူးဟုတ်လားဒကမကြီးများဘာကူမှလည်းစိတ်မဝင်စားဘူးအဲ့ဒီအချိန်မှာအကောင်းဆုံးဖြစ်မယ်ထင်တာကတော့အိတ်ပြစ်လိုက်ဖို့ပဲဟင်အိတ်နေတာကိုဘဝရဲ့မြုံတဲ့အချိန်လို့ဘုရားကဟောတယ်နော်အေး အိပ်ဖို့အတွက်ဌိနမိတ်တာမဖြစ်ဖ ೇನೆ အိပ်လို့ရပါမလားအေးဒါတော့ယဟန္တာတွေကိုတော့ကျင်ထားပေါ့နော်ဟုတ်လားအေးပုထုဇဉ်တွေမှာတော့ဌိနမိတ်တာဥရှိပြီးတော့အိပ်သွားတာပါပဲဟုတ်လားအဲ့ဒါလို့စိတ်စေတသိက်တို့ရဲ့အစွမ်းတုံညင်းထိုင်မိုင်ပြင်းရိပ်လေးကန်ခြင်းအဲ့ဒါထောင်ကြခြင်းနဲ့တူတယ်လို့တောင်မှဘုရားကဟောတယ်ထောင်ထဲမှာနေရင်အဲ့ဒီထောင်ထဲကထွက်လို့မရဘူးလေဟုတ်လားအဲ့လိုပဲထိုင်မိုင်ပြင်းရိပ်ခြင်းဖြစ်လာလို့ရှင်အကျိုးရှိတာဘာမှထွက်လို့လို့မရတော့ဘူးအဲ့ဒီအချိန်ကြမှာတော့ ဘာမှကိုတကယ်ကိုအကျိုးရှိတာလုပ်လို့မရဘူး။ဒါကြောင့်သူစီလည်းပဲစိတ်ကိုနောက်ကျုပ်အောင်ပြုတဲ့တရားတစ်ခုဘယ်နှခုရှိသွားပြီ။သုံးခုရှိသွားပြီ။နောက်ဥဒိစ္စကုတ်ကုတ်ရှားနိဝရဏတဲ့။နော်။ဥဒိစ္စဆိုတာကပြန့်လွဲ့တာတောင်စင်ကြီးမရတွေးနေတာတခါတလေပြန့်လိုက်တာဘယ်လောက်ထိပြန့်လို့ဆိုတော့ဘာတွေတွေးလို့တွေးမှန်းကိုမသိဘူး။တကယ်ကိုမသိဘူး။နော်။ဒကမကြီးတွေဥစဉ်ကနီးလေးပေးလိုက်ခြင်းလေဗျ။ တခါတလေကိုကိုကိုဖြတ်ပြီးတော့ပြီးခဲ့တဲ့9မိနစ်ကငါဘာတည်းများတွေးနေတာလို့လို့စဉ်းစားကြည့်ပါလားခေါင်းလေးတောင်ခြားခြားလဲသွားလိုက်အောင်မယ်မသိတာကများတယ်အဲ့တော့အဲ့ဒီလောက်ထိစိတ်ဟာပြန့်နေတာဘယ်သွားလို့သွားမှမသိလောက်အောင်ဆိုးတဲ့သာသမီတယောက်လိုပဲအလဲလွန်းနေတာမင်းဘယ်သွားတာတို့ဘယ်သွားမှကိုမသိဘူးခြံချိုးလိုက်တာနော်ကျန်ကန်နေတဲ့ကတော့ဥပမာနဲ့ပြောတယ်ဟိုပြာပုံနုနုလေးကိုကြောက်ခဲနဲ့ထုလိုက်တော့ထောင်းနဲ့ထသွားတယ်ဟာအမှုကလေးတွေလို့ ြန့်သွားတာနော်အဲ့ဒါပါလေဥဒိစ္စတွေးကြည့်ရတွေးနေတာအရေးကြီးလို့လည်းမဟုတ်ဘူးအရေးမကြီးဘူးလို့လည်းမဟုတ်ဘူးဒီလိုပဲတွေးမိတွေးရအကျင့်ကြီးပါပြီးတော့တွေးနေတာပဲအကျိုးမဲ့တာတော့သိကြတယ်အဲ့ဒါပါလေဥဒိစ္စကုတ်ကုတ်ဆာဆိုတာကနောင်တနဲ့ပူပန်းတာငါမကောင်းတာတွေလုံးမိပြီမကောင်းတာနဲ့ပြပတ်သက်ပြီးတော့နော်ငါကောင်းတာတွေမလုံးရသေးဘူးကောင်းတာနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာ တကယ်လဲထလောက်တာလည်းမဟုတ်ဖဲနဲ့ပူယုံတက်တက်ပူနေတာအဲ့ဒါပါလေနောင်တာကုတ်ကုတ်ဆာနော်အဲ့ဒီဥဒ္ဒေဆာကုတ်ကုတ်ဆာဒီစိတ်ရဲ့နောက်ကျူခြင်းတမျိုးစရုဒ္ဓတရားငါးခုမြောက်ကဘာများဖြစ်မဲ့ထင်တော့ဝီစီကိစ္စာနော်မဆုံးဖြတ်နိုင်ဘူးတန်တရာတော်ထဲမှာခြားခြားလဲနေတာမဝီခွဲနိုင်ဘူးနော်ဖခင်အကြောင်းတွေးလိုက်လဲခက်ရှုပ်ရှုပ်ဘယ်စိတ်ထဲမှာတိတ်မရှင်းဘူး ဟုတ်မှာဟုတ်ရဲ့လားဘဇူဘများဖះကိုတိတိကျကျသိတာတော့မိတာတော့တရားကတကယ်လားအာရှုပ်နေတာပဲသူ့စိတ်ထဲမှာဒါမြင့်မင်းမယုံဘူးလားဆိုမယုံဘူးလဲသူမလုံရဲဘူးအဲ့လိုလဲမလုံရဲဘူးဟင်ဒကမကြီးမြဟင်အဲ့တော့ယုံသလားဆိုတော့လဲမယုံဘူးမယုံဘူးလားဆိုတော့လဲမဟုတ်ဘူးမယုံမရဲနော်စိတ်ထဲကမယုံတော့ရဲလဲမရဲဘူးမတင့်မကြကြီးတကယ်တိုးလို့တန်တန်ကြီးပြစ်ထားတာအဲ့ဒီစိတ်ကတော်တော်ခွာကြတယ်အဲ့ဒါပါလဲ ဝေရှိကိစ္စအဲ့ဒါကဥစဉ်တို့တရားပိုင်းဆိုင်ရာမှာရှိတာမဟုတ်ဘူးဗျနော်အေးတရားပိုင်းဆိုင်ရာရှိတာကတော့တကယ်ဝေရှိကိစ္စအစ်စ်ပေါ့နော်အေးဒီပြင်ကိစ္စတွေမှာတောင်မှဝေရှိကိစ္စဖြစ်နေရင်စိတ်ကတော့ဆင်းရဲတာအမှန်ပဲနော်မတင်မကြာကြီးမပြတ်မသားကြီးမဆုံးဖြတ်နိုင်ဘူးဟုတ်လားအဲ့ဒါလိုယတနာမြတ်သုံးပါးနဲ့တကွာကံကံရဲ့အကျိုးကိုမယုံဘူးလည်းမဟုတ်ဘူးယုံတယ်လည်းမဟုတ်ဘူးဟိုမရောက်ဒီမရောက်အဲ့ဒါလိုမျိုးကြီးမဆုံးဖြတ်နိုင်တာကို 十一，你是嘛苗？你牛角的下。